ဒါပေမဲ့ကျမ်းစာထဲမှာကျွန်တော်တခုဖတ်ရဒါကပ္ပဝုရှားခန်းကြီး14ထဲမှာအာဗြဟံကခေတော်ရာလောမှာနဲ့မင်းကြီးများကိုတိုက်ပြီးပြန်လာတဲ့အခါမှာအဲ့ဒီယေရုရှလင်မြို့ကိုအုပ်ဆိုးတဲ့မင်းကြီးနော်ဒါမေလခိစေတက်ကရှလင်ရဲ့ဘုရင်လို့ပြောတာရှလင်ဆိုတာယေရုရှလင်မြို့ရဲ့ဘုရင်ဖြစ်တယ်။သူကလာပြီးတော့အာဗြဟံကိုမုန်းတဲ့စပည့်နဲ့လာပြီးချိုးဆူတယ်။ဒီမေလခိစေတက်ကယေရုရှလင်ရဲ့ရှင်ဘုရင်လို့ပြောတဲ့အတွက်ကြောင့် ဒီယေရုရှလင်ကိုတကယ်ဖောင်တာချခဲ့တာကဘုရားကိုယ်တိုင်လားဘာလို့လဲဆိုစံစာမှာเนาะတမိုင်းကျောင်းထဲမှာဒီယေရုရှလင်ကိုဖောင်တာဘယ်သူလုပ်ခဲ့တယ်မပြောပေမဲ့ယေရုရှလင်ရဲ့ရှင်မင်းရှင်မင်းကြီးလို့ပြောတယ်မေလခိစေတက်ကမုန်တဲ့စပေးယူပြီးလာတယ်အဲ့တော့ဒီရှလင်မင်းကြီးကစံစာမှာပြောတယ်ဆိုတော့ထာဝရယစ်ပရောဟိတ်ဖြစ်တယ်နံပါတ်၁တစ်ချက်သူကယစ်ပရောဟိတ်ဖြစ်တယ်နံပါတ်၂တစ်ချက်သူကဘယင်ဖြစ်တယ်ဘယင်နဲ့ယစ်ပရောဟိတ်တပြိုင်တည်းဖြစ်တဲ့လူကတမိုင်းကျောင်းထဲမှာမရှိဘူးယေရှုခရစ်တော်ပဲရှိမှာဖြစ်တယ် ်သူကရှင်ပေလဲဟုတ်တယ်ပါလဲယစ်ပရောဟိတ်လဲဖြစ်တယ်ဟာလေလုယာခရစ်တော်ပြန်လာရင်တော့မဘယ်ကနေအုပ်ချုပ်မလဲဆိုတော့ယေရုရှလင်မြို့မှာပလင်တည်ပြီးတော့မှလောကကြီးကိုအုပ်ချုပ်မယ်ဆိုတော့ကပတ်ကက်ပီတယ်စီတီဖြစ်လာမယ်သူကအဲ့ဒါကိုကျွန်တော်မျှော်မှန်းပြီးတော့ဒီနေ့ယေရုရှလင်ဆိုတဲ့အကောင်းဆုံးနဲ့နောက်ကပတ်တော်အားဖြင့်ကျွန်တော်ဆွေးနွေးခြင်းတော့ဖြစ်တယ်အဲ့တော့ယေရုရှလင်ဒီအမတန်အမှားတာ အထင်ကရမြို့တော်ဖြစ်တယ်။အစ္စရေလူမျိုးကနော်ဓမ္မဟောင်းခဲမှာကျွန်တော်ကျမ်းစာထဲမှာပြောထားတာဖခင်ရွေးကောက်တော်လူမျိုးဖြစ်တယ်။အဲ့တော့ချို့ယုံကြည်သူတွေကဒီကနေ့ခက်ကအစ္စရေလကိုဖခင်ပယ်လိုက်ပြီးယုံကြည်သူတွေကပဲကျွန်တော်တို့ကဖခင်ရွေးကောက်တဲ့လူမျိုးဖြစ်လာပြီလို့ကျွန်တော်ပြောကြတယ်။တကယ်တော့အဲ့ဒါကမားပါတယ်။နော်အပြည့်ဝမမှန်ပါဘူး။ဘာလို့လဲဆိုတော့ဖခင်ကအာဗြဟံနဲ့ပရိညာပြုတ်ပြီးတော့မှငါရွေးကောက်တော့ငါလူမျိုးဖြစ်တယ်ဆိုတာလူစားတိအားဖြင့်ယနေ့တိုင်အောင်သူတို့ကဖျားရွေးတဲ့လူဖြစ်တယ် နော်ဘေးရန်ကြီးကာလမှာတော့မှသူတို့အတွက်ကယ်တင်ခြင်းအစီအစဉ်တည်တံ့ရှိတယ်လို့ကျမ်းစာမှာပြောတယ်အဲ့တော့ဘုရားကယာကုပ်မျိုးနွယ်ကိုမမေ့ယနေ့ထိတိုင်အောင်ဘုရားရဲ့တက်တေကကျွန်တော်တွေ့မြင်နေရတာဖြစ်တယ်အဲ့တော့ကျွန်တော်အသင်းတော်နဲ့ယုံကြည်သူကြတော့ဘာဖြစ်လာလဲဆိုတော့အစ်တော်အစ္စရေးဖြစ်လာတာကျွန်တော်ယုံကြည်ခြင်းနဲ့ဆက်နွယ်ပြီးတော့နော်အာဗြဟံယုံကြည်ခြင်းနဲ့ဆက်နွယ်တယ်ခရစ်တော်ထဲမှာယုံကြည်ခြင်းအပြင်ကျွန်တော်အစ္စရေးလူမျိုးတက်ဖြစ်လာတယ် we are the new israel but physically we are not နော်ဇာတိပိုင်းဆိုင်ရာမှာကျွန်တော်တို့ကအစ္စရေလလူမျိုးမဟုတ်ဘူးအဲ့တော့ဇာတိပိုင်းဆိုင်ရာမှာအစ္စရေလမျိုးနယ်ကိုဘုရားကအကြံစီရှိတယ်နောက်ဆုံးတော့ကာလတိုင်အောင်နော်ကောင်းကင်မှာဒါပလင်ပလင်ပတ်လည်မှာတဲ့နော်ဒါတက်ကြီးတူရွယ်ဦး12ပါးကနော်ထိုင်ပြီးတော့မှဒါကိုးကွယ်ဝှပြုနေတယ်ဆိုတော့အဲ့ဒါကကျွန်တော်တိုင်းတစ်ပါးလူတွေမဟုတ်ဘူးဒါဂျူးလူမျိုးတွေခရစ်တော်ကိုယ်တိုင်ပင်လည်းဗာလဲ ဇာတိအပြည့်ဂျူးလူမျိုးပဲဒါကြောင့်ယုံကြည်သူဖြစ်ပြီးတော့အစ္စရေးကိုမုန်းလို့မရဘူးတချို့က anti israel နော်ဒီ anti semitism လို့ခေါ်တယ်ဂျူးမုန်းတီးရေကိုအယံကိုလှုပ်ရှားနေတဲ့ခရစ်ယာန်တွေရှိတယ်နောက်ကပတ်တော်ကိုတေချာနားလည်လာတဲ့အခါကျရင်ကျွန်တော်ယုံကြည်သူဖြစ်ရင် အစ္စရေးကိုကျွန်တော်ကဘလို့မှမုန်းလို့မရဘူးအဲ့တော့ဖခင်ရဲ့ redemption ကတင်ခြင်းအကြံစီကအစ္စရေးလူမျိုးကနဲ့ဆင်းသက်လာတာတကဘာလုံးကိုရောက်လာတာဖြစ်တယ် နော်ဖခင်ကတော့မျက်နှာလိုက်ပြီးဒီနေ့အစ္စရေလလူမျိုးမဆိုတာမရှိပါဘူးကျွန်တော်နော်ယောမခန်းကြီး7:24ထဲမှာ အပေတို့နီးဟုမူကားပဂတိရိုင်းသောတန်လွင်ပင်မှတင့်ကို ခုတ်ယူ၍ကောင်းသောဗာလဲတန်လွင်ပင်၌ပဂတိကို မလိုက်ပဲဆက်၍စိုက်ဒီမှန်လေပဂတိအခက်ဖြစ်သောထိုတူတို့ဒီဆိုအစ္စရေလလူမျိုးပြောတာပဂတိကသူတို့မိမိတို့တန်လွင်ပင်၌ဆက်၍စိုက်သောအခွင့်ကိုတာ၍ရကြမည် မဟုတ်တော့ကျွန်တော်တို့ကရိုင်းတော့တန်လွင်ပြင်နေဖြစ်တယ်တဲ့ပေါလုက ပြောတာဟိုမှာတန်လွင်ပြင်အရင်ထဲမှာနော်သူတို့ကခရစ်တော်မေရှိယကိုလက်မခံတဲ့အတွက်ခုတ်ပြက်ချင်းခံပြီးတော့ကျွန်တော်တို့ကိုလည်းခုတ်ပြီးတော့မှအဲ့ဒီအမြင့်ထဲမှာတွားပြီးစိုက်ထားတာ graft လုပ်ထားတာနော်အရင်ပြင်ကိုပါလေအရင်ပြင်ထဲမှာတွားပြီးဆက်ခိုင်းတာတော့အတီးပွင့်နေပေါက်တာကနော်အဲ့မှာကျွန်တော်တို့ကရှင်တန်ရတာဒါပေမဲ့ရေတောက်မြစ်ကဘယ်ကလာလဲအရင်ပြင်ကနဲ့လာတာ အစ္စရေလလူမျိုးကားနဲ့လာတာဒါအရင်မြစ်ဖြစ်တယ်အဲ့ဒါကိုမင်းတို့မမေ့ရဘူးတဲ့ဝိညာဉ်ကယ်တင်ခြင်းမှာသူနည်းလကောင်းမယ်ဒီနေ့နော်အစ္စရေလကိုမုံတီးတဲ့ဂျူးမုံတီးတဲ့နော်ဒါတက်ကတူចောင်းသားចောင်းသူတွေအများကြီးရှိလာတယ်ဒါနှုတ်ကပတ်တော်ကျွန်တော်ပြောပြဖို့လိုတယ်အဲ့တော့ယေရုရှလင်ဆိုတာကိုအဓိက focus တွားပြီးပြောမယ်ဆိုရင်ဒီနေ့ယေရုရှလင်မှာအထင်ကြီးအောင်ကျွန်တော်အဓိကဖော်ပြခြင်းနံပါတ်1ကပါလို့ဆိုတော့ 耶鲁生来苗的，个爸爸嘛，那他德单加穷咯，苗台嘛，得苦巴万撇的。你帮伢汤做罗阿比，伢汤你嘛，那是到你罗表的。哎罗，耶鲁生来苗个，你帮汤你去比罗伢汤做，他妈你嘛，俺爸呀的，苗苗包拉比罗表做阿比。但咩耶鲁生来阿巴嘞？生来底细尼罗，不是尼的。独底下得苦阿巴嘞说，耶鲁生来苗的，八大鸡冻苦耶。 เนาะမွေးဖွားရာနေရာဒေတာဖြစ်တယ်ပထမကကျောင်းအလုံးတည်တယ်ဗါလဲ Judaism ဒါကတော့ရှေ့အကျဆုံးလို့ပြောလို့ရတယ်ဒီဘာသာကြီးသုံးခုထဲမှာเนาะကနဦးလို့ပြောလို့ရတယ်အဲ့ဒါကဗါလဲ Jew ယူရဘာသာဖြစ်တယ်ဒုတိယတစ်ခုကဗါလဲ Muslim ဘာသာကလည်းယေရုရှလင်မှာလာအစပြုတယ်ဒီဘုံကဟိုအများကြီးပြောလို့ရတယ်ဘာလို့ဆိုတော့အခုယေရုရှလင်ရဲ့အတိကအရေးကြီးတဲ့เนาะဒီရှောလမုန် တည်ဆောက်ခဲ့တဲ့ဒီ Temple Mount လို့ခေါ် Temple ဆိုတာကစံစာမှာဒါဘုရားကျောင်းပဲဘလီနေရာကိုเนาะ AD 685ကနေ965တိကိုเนาะမွတ်စလင်ဘာသာပေါ်ပေါက်လာပြီးတဲ့နောက်မှာအဲ့ဒီနေရာကိုသူတို့ကဘလီတည်ပြီးတော့မှယနေ့ထိတိုင်အောင်ရှိနေဒါ Al Asak Mosque လို့ခေါ်တယ် Al Asak Mosque ဆိုတာက Mosque ပေါ့เนาะဒီဟာကဒီမွတ်စလင်ဘာသာမှာတတိယအမြင့်မြတ်ဆုံးသောနေရာဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့ယုံကြည်တာက Prophet Muhammad ကိုတိုင်း ဒီဗိမာန်ကနဲ့ဒီဗလီကနဲ့ဒီဘုရားကျောင်းကနဲ့ပေါ့သူကောင်းကင်ဘုံကိုခြေကြွသွားတယ်လို့သူတို့ယုံကြည်တာဖြစ်တယ်။ဒါကြောင့်သူတို့အတွက်ကအမတန်မြင့်မြတ်တဲ့နေရာ။အဲ့တော့ဘာသာရေးသုံးခုထဲမှာကနဦးဖြစ်တဲ့ယူဒဘာသာကအဲ့မှာစာပြူတယ်။ယေရုရှလင်ကိုခဏနေဒီမှာကျွန်တော်ဆက်သွားတဲ့အခါတွေ့လာလိမ့်မယ်။နော်ယေရုရှလင်မြို့ကဘာလို့အရေးကြီးလဲဆိုတော့အာဗြဟံကိုတိုင်သူ့သားကိုယစ်ပလင်တီးပြီးတော့ပူဇော်ခဲ့တဲ့နေရာဖြစ်တယ်။မော်ရီတောင်လို့ပြောတာ။အဲ့ဒီမော်ရီတောင်ကဘယ်မှာလဲဆိုတော့ယနေ့အဲ့ဒီဗလီရှိတဲ့ နော်ဒါ temple ရှိတဲ့နေရာဖြစ်တယ်။အဲ့ဒီနေရာကိုရှောလမုန်မင်းကြီးဒါသူ့ရဲ့အဖေဒါဝိမင်းကြီးကနော်ဒါဇေဗုတိကောက်နေတလင်းကိုဝယ်ပြီးတော့မှအဲ့ဒီနေရာကိုကွတ်တိသူကဗိမာန်တည်ဆောက်တာ။ဒါကြောင့်ဒါ Holy of Holies ဖြစ်တယ်။တန်ရှင်မြတ်မြတ်ဆုံးတော်နေရာဖြစ်တယ်။အဲ့တော့နောက်တစ်ခုထူးခြားဖြစ်ရက်ကပါလဲဆိုတော့မောင်အော်လစ် နော်ဒါတန်လွင်တောင်လို့ကျွန်တော်အများအားပြောလို့ရှိတယ်နော်တန်လွင်တောင်တန်လွင်တောင်ဆိုတာကအဲဒီယေရုရှလင်နဲ့နော်ဒါကဲ့ရမှာရှိတာဖြစ်တယ်တန်လွင်တောင်မှာယေရုရှလင်ကိုနော်ကျွန်တော်တို့ဗာပြောလဲဆိုတော့ the city of ဗာလဲ david လို့ပြောတယ် the city of david ဒါဝိရဲ့မြို့တော်လို့ပြောတာဒါကျမ်းစကားလည်းဖြစ်ဖြစ်မှာဒါပေမဲ့အခုဆိုရင် secular တွေလည်းတုံးလာ the city of david ဘာလို့လဲဆိုတော့ david ကနော်ရှင်ဘင်ဒါဝိကဒါ israel လူမျိုးက အစ္စရေးရှင်ဘင်ကဒီမြို့ကိုနော်ဒါယေဘုတိနဲ့ခန္ဓာနိုင်လူတွေစီကနဲ့တိမ့်ပိုက်ပြီးတဲ့နောက်မှာအစ္စရေးနိုင်ငံရဲ့မြို့တော်အနေနဲ့သူကတတ်မှတ်ပြီးတော့မှဒါဟိုနန်းတော်တွေချခဲ့တာဖြစ်တယ်ဒါဟိုနန်းနန်းပြုခဲ့တာဖြစ်တယ်နန်းထိုင်ခဲ့တာပေါ့နော်အဲ့တော့ the city of david ဖြစ်တယ်အဲ့တော့သူရဲ့နာမည်အသိပေကဟိုဘာလဲဆိုတော့ Jerusalem Shalom ဆိုတာက Shalom ဒါ peace the city of peace ဒါပေမဲ့တမိုင်းထဲမှာကြည့်မယ်ဆိုရင်အကျဉ်းချင်း empire ပေါင်းများစွာလာပြီးတော့တိုက်ခိုက်ချင်းခံရတဲ့မျိုးဖြစ်တယ်။ peace တော့မရှိခဲ့ဘူး။ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်။ the city of peace ဆိုတာဘယ်သူပေးထားလဲတော့မသိဘူး။ဒါပေမဲ့ဒီစကားကနော်ဒါ shalom ကနဲ့ shirim ဆိုတာ shalom ကနဲ့လာ။နောက်တစ်ခုကအသိပေးရပါလဲဆိုတော့ wholeness နော်ပြည့်ပြည့်စုံသောမျိုးဖြစ်တယ်။ပြည့်စုံလုံလောက်သောမျိုးဖြစ်တယ်။နောက် ယေရုရှလင်ကအခုနကက်ပီတယ်စီတီအော့ဖ်အစ္စရေးဖြစ်လာတာကတရားဝင်ဖြစ်လာတာကဒီဇင်ဘာ6ရက်နေ့2019ဖြစ်တယ်။ဒါတမနာဒေါ်နယ်ထရန့်ကလည်းဗာလဲကြော်ညာစာတမ်းထုတ်ပြီးတော့မှအမေရိကန်တန်ယုံကိုဒါယေရုရှလင်မှာပြောင်းရွှေ့တယ်။အဲ့ဒီအချိန်ကစဖြစ်လာတယ်။တကယ်တော့ယေရုရှလင်ကိုအစ္စရေးကထိန်းချုပ်ပြီးတော့ပိုင်တာဖြစ်တယ်။ဒါပေမဲ့ကက်ပီတယ်အနေနဲ့သူတတ်မှတ်လို့မရဘူး။ဘာလို့ကမ္ဘာနိုင်ငံအသီးသီးများကဒီဟာကိုအစ္စရေးနိုင်ငံရဲ့ကက်ပီတယ်အနေနဲ့တတ်မှတ်ခွင့်ကိုသူကကန့်ကွက်တယ်။ ရှုံချတယ်။ဒါပေမဲ့ဒါသမနာဒေါ်နာထရန့်ကအစ္စရေးရဲ့ဒါ Tower Capital လို့ပြောတဲ့နောက်ပိုင်းမှာဒါရှုံချမဲ့ဟာတွေရှိရင်လည်းပဲဒါအတိုက်ခံရှိရင်လည်းပဲဒါအမေရိကကစူပါပါဝါเนาะဒါ UN မှာသူကဒါဟိုเนาะတင်တွင်းပြီးပြောပြီးဆိုကလေးကနေတော့ဒါအတိမပြုတ်လာဒါအမေရိကအတိမပြုတ်ရင်သူ့ရဲ့မဟာမိတ်နိုင်ငံအားလုံးကလည်းအတိမပြုတ်တဲ့သဘောရှိသွားတယ်ကပ္ပူရှာခန်း14ထဲမှာเนาะအာဗြဟံက ခေတော်ရာလောမှာနဲ့မင်းကြီးများကိုတိုက်ပြီးပြန်လာတဲ့အခါမှာအဲ့ဒီယေရုရှလင်မြို့ကိုအုပ်ဆိုးတဲ့မင်းကြီးနော်ဒါမေလခိစေတက်ကရှလင်ရဲ့ဘုရင်လို့ပြောတာရှလင်ဆိုတာယေရုရှလင်မြို့ရဲ့ဘုရင်ဖြစ်တယ်။သူကလာပြီးတော့အာဗြဟံကိုမုန်းတဲ့စပည့်နဲ့လာပြီးချူဆူတယ်။ဒီမေလခိစေတက်ကနော်ယေရုရှလင်ရဲ့ရှင်ဘုရင်လို့ပြောတဲ့အတွက်ကြောင့်ဒီယေရုရှလင်ကိုတကယ်ဖောင်တာချခဲ့တာကဘုရားကိုယ်တိုင်လား။ဘာလို့လဲဆိုစံစာမှာ เนาะတမိုင်းကြောင်းထဲမှာဒီယေရုရှလင်ကို founder ဘယ်သူလုပ်ခဲ့တယ်မပြောပေမဲ့ယေရုရှလင်ရဲ့ရှင်မင်းရှင်မင်းကြီးလို့ပြောတယ်မေလခိစေတက်ကမုန်တဲ့စပေးယူပြီးလာတယ်လာပြီးတော့အာဗြဟံကိုကျူဆွတယ်သူနဲ့မိတ္တာရလာပြုတယ်အဲ့တော့ဒီရှလင်မင်းကြီးကစံစာမှာပြောတယ်ဆိုတော့ထာဝရယစ်ပရောဟိတ်ဖြစ်တယ်နံပါတ်၁တစ်ချက်သူကယစ်ပရောဟိတ်ဖြစ်တယ်နံပါတ်၂ချက်သူကဘယံဖြစ်တယ်ဘယံနဲ့ယစ်ပရောဟိတ်တပြိုင်တည်းဖြစ်တဲ့လူကတမိုင်းကြောင်းထဲမှာမရှိဘူးယေရှုခရစ်တော်ပဲရှိမှာဖြစ်တယ် ။ तू ကရှင်ဘီလည်းဟုတ်တယ်ပါလေ။ယေပရဟိလည်းဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ယေပရဟိရှင်ဘီခရစ်တော်ကို ပုံတိုင်းထားတဲ့မေလခိစေတက်ကိုခရစ်တော်နဲ့နော်ဒါပြီးရင်ပါလေမိစင်ဘာဇက်ဆွေမျိုးအတိုင်းဝန်းမရှိဘူး။ဘယ်ကပေါက်ဖွားပြီးတော့ဘယ်ကမွေးလာတယ်ဆိုတော့တမိုင်းကြောင်းမရှိဘူး။ရှေးကာလကလေးကနဲ့နောင်ကာလတိုင်အောင်ထာဝရယေပရဟိဖြစ်မဲ့မေလခိစေတက်လို့ပြောထားတာ။ဟောပြီးတော့ဗာပြောလေဘယ်အချိန်မှသူတည်ဆုံးသွားတယ်ဆိုတာကိုကျမ်းစာမှာမဖော်ပြထားဘူး။ ဲ့တော့ဒီမေလိခိစေတဲ့ယေဘရဟိတ်ကိုတိုင်ဖျားကိုတိုင်ယေရုရှလင်ကိုဒါတိဆောက်ထားပြီးတော့မှသူကဖောင်ဒါလုပ်ခဲ့တယ်လို့ကျွန်တော်ကဒီလိုခံယူတယ်။ဘာလို့ဆိုတော့နောက်တစ်ချင်ယေရှုခရစ်တော်လာတဲ့အခါမှာအဲ့ဒီယေရုရှလင်မှာလာပြီးတော့ဗိမာန်ပြုပြီးသူကိုယ်တိုင်ရှင်ပင်လုပ်မယ်သူကိုယ်တိုင်ယေဘရဟိတ်လုပ်မှာဖြစ်တယ်။ဒါကအထောက်ထားပဲ။ဒါကသက်တည်ပဲ။အဲ့ဒီလိုဖျားကိုတိုင်ရွေးချယ်ထားတဲ့မြို့တော်ဖြစ်တဲ့အတွက်ဖျားကဘာပြောလဲဆိုတော့ ငါချင်းဝတ်ဖို့အတွက်အစ္စရေးတနင်္ဂနွေလုံးမှာနေရာတခြားမရှာနဲ့အဲ့ဒီယေရုရှလင်မှာငါကိုယ်တိုင်လာပြီးချင်းအောင်ဖို့ဗိမာန်တော်ကိုတိဆောက်ပါဘုရားကပြောတာအစ္စရေးဆိုတာကနေရာအများကြီးရှိပါတယ်နော်ဂါလိလဲအိုင်နဲ့နားတခြားတယ်တကယ်ကိုကျေပြန့်တဲ့နေရာတွင်ပြင်နေအများကြီးရှိပါတယ်အထင်ကြီးနေရာတွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားကပြောလို့ဆိုဗိမာန်တော်ကိုဘယ်နေရာမှာတိဆောက်မလဲဆိုတာကိုအတိအကျဘုရားပြောတာ မင်းသွားပြီးတော့မှရေပုတိလူယူထားတဲ့အဲ့ဒီကောက်နယ်တလင်းကိုယူပြီးတော့မှအဲ့ဒီနေရာမှာဗိမ္မာန်တော်စောင့်အောင်ဘုရားကပြောတာငါကိုယ်တိုင်အစ်သေးလလူမျိုးထဲမှာချင်းဝုတ်ဖို့အတွက်အဲ့ဒီနေရာမှာငါလာနေမယ်သူအလကားရွေးတာတော့မဟုတ်ဘူးဟိုခမန်းချေထောက်လိုက်ပြီးတော့မှဘုရားရွေးတာပေါ့ဟိုးဆက်ကြော်လာကြီးတခုလုံးကိုဗန်စဲတဲ့ဘုရားကလောကကိုကြည့်တဲ့အခါမှာယေရုရှလင်မြို့ကအတန်ရှင်ဆုံး the city of god ဖြစ်တယ်ငါချင်းဝုတ်တဲ့နေရာဖြစ်ရမယ်ဘုရားကိုယ်တိုင်ရွေးတာ ယေရုရှလင်မြို့ကိုဘုရားကရွေးပြီးတော့မှအဲ့ဒီနေရာကိုမြင့်မြတ်စေပြီးတော့မှအဲ့ဒီနေရာကိုထာဝရကာလတိုင်အောင်အကျံစီတော်ထဲမှာတော့နော်တွတ်တွင်ပြီးတော့မှဖြစ်ပျက်စေတာဟာဘုရားကရှေးမစွာခင်အကျံစီရှိတယ်။ဒါသူ့ရဲ့ရွေးချယ်မှုကိုဘယ်သူမှသားလို့မရဘူး။ဘုရားရဲ့ရွေးချယ်မှုဒီနေ့ကျွန်တော်တို့ကိုခရစ်တော်ထဲမှာဘုရားကရွေးချယ်တယ်ဆိုတော့ဘယ်သူမှသားလို့မရဘူး။နော်လူကကျွန်တော်တို့ကို grading တွေပေးလို့မရဘူး၊ point တွေပေးလို့မရဘူး။ ဘုရားကတင့်ကိုရွေးချယ်ပြီဆိုရင်အကန့်တတ်မရှိမေတ္တာတော်အားဖြင့်ဘုရားကရွေးချယ်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုခရစ်တော်ထဲမှာဘုရားကရွေးချယ်တယ်ဂျေဇူးတော်အားဖြင့်ရွေးတာဖြစ်တယ်တနာတော်ဂိယုနာအားဖြင့်ရွေးတာဖြစ်တယ်ကေတင်ချင်းအတွက်ကျွန်တော်တို့ရွေးတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရွေးချယ်ထားတော့ကျွန်တော်တို့ဟာအင်မတန်မှတန်ဖိုးရှိတော်တူတယ်အင်မတန်မှလေးနေတော်တူတယ်လောကလူတွေနဲ့မတူဘူး တင့်ကိုရွေးချယ်တာဟာနာမည်ကအစဘုရားကတည်တယ်ဘယ်မိသားစုမှာဘလို့မွေးဖွားလာရမယ်ဘုရားကကြိုတည်တယ်အဲ့ဒီသေးမှာပင်လေတင့်ဘွားကဘလို့အနိုင်မင်းသွားမယ်ဆိုတော့ဘုရားတွေ့တယ်အဲ့ဒီသေးကလည်းဘုရားကတင့်ကိုရွေးချယ်တာဖြစ်တယ် God sovereignty choice ဘုရားရဲ့ထာဝရရွေးချယ်ခြင်းနဲ့ကျွန်တော်တို့ကိုလာတာအဲ့ဒီလိုရွေးချယ်ခံရတဲ့နေရာမှာဘာလို့လဲဘုရားကိုယ်တိုင်လာပြီးခြင်းဟုတ်တယ် hallelujah oh wow ဖခင်ကသူရွေးတဲ့နေရာမှာသူလာပြီးတော့ချိန်ဝင်တာကျွန်တော်တို့ကဖခင်ကိုဒီနေရာမှာလာပါကိုတော့နော်ဒီနေရာမှာလာပါကိုတော့ကျွန်တော်တတ်မှတ်လို့မရအောင်ဖခင်ကိုယ်တိုင်ကဘယ်နေရာမှာလာမလဲဆိုတော့သူရွေးတဲ့နေရာမှာလာဒီနေ့ကျွန်တော်တို့ကိုရွေးချယ်တဲ့ဖခင်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဝိညာဉ်တော်အဖြစ်ချိန်ဝတ်ပြီးတော့မှကျွန်တော်တို့နဲ့အတူစကားပြောတယ်ကျွန်တော်တို့နဲ့အတူသွားလာတယ်ကျွန်တော်တို့နဲ့အတူသွားအသက်ရှင်လာဖြစ်တယ်เยรูซาเล็มမျိုးကိုဘုရားကရွေးချယ်ပြီးတော့ဗိမာန်တော်ကိုစောက်ပါတဲ့အဲ့ဒီနေရာမှာငါကျင်းဝင်မယ်လို့ပြောတယ်ဘုရားရှင်မင်းဒါဝိဒ်က 路标嘞，对吗、嗯？哦，上两江，你在写台？啊 <music>，跑来比亚迪？俺都比亚迪可以，没有多远。哎，你一入市嘞，苗哥比亚迪嘞，对讲。 有些人没有个培养个，高级别的培养个技术的，培养个，那他有些人没有天嘛那边，都个人掌握不了嘛那台呢？哎罗，关键的没几天嘛，巴勒，啊，公安局一抓比，还有那一样的，喏，老家的，万年县这块县的，他们也没事天嘛，没有阿龙啊，都不买，偷个嘛啥的，偷目的阿没事，但学那没有天赋的，有些人没有的，哎，有些人没有的嘛，今天一讲多阿嘛不晓得，喏。 လောကမှာရှိတဲ့ယေရုရှလင်ကိုဘုရားကရွေးကောက်တယ်။သူကနဲ့နော်ရွေးချယ်ပြီးတန့်ရှင်းမြတ်မြတ်စေတယ်။အဲ့ဒီနေရာနဲ့ကောင်းကြီးဖြစ်စေလောကတစ်ခုလုံးကိုအုပ်ဆိုးဖို့ရှင်ဘုရင်နော်ဒါဝိရဲ့အမျိုးနယ်ဒါဝိကိုဒါကြီးမြတ်တော်ဘုရင်ဖြစ်စေသူရဲ့အမျိုးနယ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုအဲ့ဒီနေရာကနဲ့လောကတစ်ခုလုံးကိုအုပ်ဆိုးဖို့အတွက်ဒီနေရာပေးမှာသူများမကဘူး။နောင်ကာလအကြည့်တိုင်အောင်ထာဝရကာလအကြည့်တိုင်အောင်ပါလေယေရုရှလင်မြို့တည့်ထဲမှာကျွန်တော်နေနေခွင့်ရမှာဖြစ်တယ်။ ဒါကကျွန်တော်တို့ကလည်းဆိုမျောလင့်ခြင်းပေးတော်ကြာဖြစ်တယ်။ယေရုရှလင်မြို့ဟာမျောလင့်ခြင်းနဲ့ပြည့်ဝတော်မြို့ဖြစ်တယ်။မျောလင့်ခြင်းမဲ့တော်မြို့မဟုတ်ပါဘူး။နော်မျောလင့်ခြင်းပြည့်ဝတော်မြို့ကျွန်တော်ယုံကြည်သူရဲ့တက်တာမှပါလေမျောလင့်ခြင်းနဲ့ပြည့်ဝတော်မြို့ဖြစ်တယ်။ဖခင်ကတမန်လွန်ဘဝတိုင်အောင်ကျွန်တော်တို့ထာဝရကယ်တင်ခြင်းပေးပြီးတော့မှယေရုရှလင်မြို့တက်ထဲမှာအတူကပြန်တွေ့မယ်နော်။မျောလင့်ချက်ပါလေပေးထားတာ The Living Hope ဒါကြောင့်မို့ဒီနေ့ယေရုရှလင်မြို့နဲ့ ပတ်သက်ပြီးတော့မှနော်ကျွန်တော်တို့ကိုဒါတင်ကန်းစာယူစရာလေးနော်နောက်ဆုံးတော့ကာလဖြစ်တဲ့ဒါအစ္စရေးနိုင်ငံသတင်းကိုလေ့လာကြည့်ရှုကျွန်တော်နားထောင်နေသလိုပဲဝိညာဉ်သက်တာအတွက်လည်းကျွန်တော်တို့ကဗာလဲစင်ကျင်စရာလေးတွေဖြစ်လာတယ်။အော်ဒီလောက်ထိမြင့်မြတ်တဲ့မြို့ဒီလောက်ထိတန်ရှင်းတဲ့မြို့ဒီလောက်ထိဘုန်းတွေနဲ့ထင်ရှားပြီးတော့တမိုင်းကြောင်းရှိတဲ့မြို့ကတိယူကြည့်သူတွေနဲ့ဘယ်လိုဆက်နွယ်မှုရှိလဲ။ဒါကြောင့်ဂျူးလူမျိုးအစ္စရေးလူမျိုးတွေကဒီမြို့နဲ့ပတ်သက်လာရင် เนาะตะคู่มาอธิอธิไข่มาคําเนาะตรุ่ยโบบี้ดิอายุเมียตาจุยแค่ได้จะแค่ได้เนี่ยဖြစ်တယ်บาเนี่ยมาเล้ลงไม่เอาမြို့ငယ်လေးဖြစ်ပေမဲ့ဒီမြို့ကိုပါလေလာသိမ့်မယ်ဆိုရင်ကဘာစစ်ဖြစ်တိတိုင်အောင်တို့ကခုခံမှာဖြစ်တယ်